င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးပါမယ်ပြည်တွင်းငင်းချမ်းရေးကိုဆွံ့ရရန်တိုက်တွန်းနေတဲ့နိုင်ငံတကာအနေနဲ့စစ်ကောင်စီကပြည်သူကိုတိုက်ခတ်တပ်ဖြတ်နေတဲ့သဘောထားကိုဆက်စစ်သုံးသပ်ကြရန်အန်ယူဂျီအစိုးရကတတိပေးပါတယ်ကောက်ကွေးနဲ့ကြုံတိုးလမ်းပိုင်းကစစ်တပ်ဘေ့စ်ကန်၅ခုကို KNLA PDF ပူးပေါင်းတပ်တွေကထိန်းချုပ်လိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးထက်မနည်းခိုးလွန်အလင်းဝင်လာတဲ့တဲ့ပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းတဲ့နေ့ကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ ပြည်တွင်းငြိမ်းချမ်းရေးကိုဆွနေဖို့တိုက်တွန်းနေတဲ့နိုင်ငံတကာအနေနဲ့စစ်ကောင်စီကပြည်သူကိုတိုက်ခတ်တပ်ဖြတ်နေတဲ့သဘောထားကိုစမ်းစစ် သုံးသပ်ချဖို့လိုအပ်ကြောင်းအမျိုးသားညီညွတ်ရေးဆိုရအညူကြီးယာယီသမရဒူဝါလက်ရှိလာနဲ့ဝန်ကြီးချုပ်မန်ဝင်းခန်တန်းကသတိပေးပြောဆိုလိုက်ပါတယ်။ဧပြီလ22ရက်နေ့ကပြုလုပ်တဲ့အမျိုးသားညီညွတ်ရေးဆိုရရဲ့အစိုးရအဖွဲ့အစည်းအဝေးမှာအခုလိုသတိပေးတိုက်တွန်းလိုက်တာလည်းဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်ပြောင်းလဲနေတဲ့နိုင်ငံရေးအခင်းကျင်းမှာ နိုင်ငံတကာကမြင်ကလေးလှုပ်ခတ်မှုကိုအကြောင်းပြုပြီးပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများပေါ်ပေါက်လာဖို့တိုက်တွန်းနေတယ်လို့လည်း NUG ယာယီသမရကပြောကြားလိုက်ပါတယ်။ NUG အနေနဲ့လည်းမြန်မာတနိုင်ငံလုံးငြိမ်းချမ်းဖို့တည်ငြိမ်ဖို့ကိုအစဉ်တစိုက်လိုလားနေတာဖြစ်ပြီးစကိုင်းငလင်ကြီးလှုပ်ခတ်ပြီးရဲ့နောက်မှာ မိမိကိုယ်ကိုခုခံကာကွယ်ခြင်းမှာအပအပြည့်အခက်ရက်စဲရန်ပထမဆုံးကြညာခဲ့လို့လေယာယီသမရကပြောပါရယ်ပြည်တွင်ငင်းချမ်းရေးဆွေးနွေးပွဲတွေမှာလည်းပြည်သူလူထုရဲ့အဓိကလိုလားချက်တွေကိုလစ်လို့မရှိဘို့အားလုံးအယုံစိုက်ကြမှာဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဖြစ်မှောက်လာအောင်တွန်းအားပေးနေတယ်။နိုင်ငံတကာအတိုင်းဝိုင်းနေနဲ့လည်းစစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအပေါ်မှာထားတဲ့သဘောထားကိုလည်းလင်းလက်စွာစမ်းစစ်သုံးသက်ချဖို့တိုက်တွန်းလိုက်တယ်လို့လဲဆိုထားပါဗါအလားတူ NUG ရဲ့ဝန်ကြီးချုပ်မန်ဝင်းခန့်တန်းကလည်းအင်းအားပြင်းငလင်လှုပ်လို့ပြည်သူတွေဒုက္ခရောက်နေချိန်မှာတော့စစ်ကောင်စီကလေချောင်းကနေတိုက်ခိုက်တာတွေကိုပြင်းထန်စွာလှုပ်ဆောင်နေရလို့လဲထောက်ပြပြောဆိုထားပါရှင် ဒီတစ်ခါမှာတော့ကရင်ပြည်နယ်ကော့ကရိတ်နယ်ကြုံတိုးလမ်းဘက်ကစစ်တပ်ဂိတ်စခန်း၅ခုကို KNL PDF ပူပေါင်းတပ်ဖွဲ့တွေကထိန်းချုပ်လိုက်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်၁၀ဦးထက်မနည်းဟာထွက်ပြေးခိုလုံလာလို့ KNL သတင်းမြစ်ကရန်ကုန်ခေတ်သစ်တဲ့နာကိုပြောပါရယ်အခုရပိုင်းတွင် ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းမှာ ကော့ကရိတ်ကြုံတိုးလမ်းဘက်က စစ်ကောင်စီရဲ့အထိုင်ကိတ်စခန်း၅ခုကိုထိန်းချုပ်သိမ်းပိုက်ရရှိပြီးတဲ့နောက်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ KNL PDF မဟာမိတ်ပူးပေါင်းတပ်တွေစီကိုဇက်တိုက်ခိုးလုံလာရလို့လဲ KNL သတင်းမြစ်ကပြောပါရတယ်။လက်တလုံးမှာကော့ဂရိတ်မြို့အဝင်ကခမရ946တရင်စကခစနစ်ခလရ230ခလရ231အမတ300တစနစ်တရင်တွေကို KNL PDF မဟာမိတ်တပ်တွေကဝိုင်းပတ်ပိတ်ဆို့ထားပြီးစီရေးအခြေအနေအလ လွန်တင်းမာနေရလို့လည်းသိရပါဗျ။အဲဒီလိုတိုက်ပွဲတွေကြောင့်လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေပြီ ကောက်ခရိတ်မြို့မှာစစ်ဘေးမရှောင်ဘဲနေထိုင်ကြံရစ်သူတွေဟာကုံစင်းလုံးကြီးမြင့်နေတာကြောင့်ဝယ်ယူစားသုံးရန်ခက်ခဲနေတယ်လို့လည်းသိရပါဗျ။စစ်ကောင်စီတပ်ကကောက်ခရိတ်မြို့ရင်းကဖုံကြီးကြောင်ဖျားစီဒီနဲ့စာတင်ကျောင်းတွေမှာအထန်ချတက်ဆွဲထားပြီးခံစစ်ပြင်ဆင်ထားတာဖြစ်တယ်လို့အလားတူကြုံတွေ့မြို့မှာလည်းစစ်ကောင်စီတပ်ကရဲစခန်းစာတင်ကျောင်းဖျားကုန်းနဲ့ဖုံကြီးကျောင်းတွေမှာအင်အားရာချီတက်ဆွဲပြီးခံစစ်ပြင်ဆင်ထားတယ်လို့လည်းသိရပါဗျ။ ဆက်လက်ပြီးတော့အကြမ်းဖက်စစ်တပ်ကဒုတိယအကြိမ်အပြစ်ရက်တယ်လို့ကြေညာပြီးရက်မှာပဲစကိုင်းတိုင်းဒီပိန်းမြို့နယ်တဲကလက်လုတ်တောင်ရွာကိုလေရင်နဲ့ဘုံကျဲတက်ခိုက်ခဲ့တာကြောင့်အသက်73နှစ်အရွယ်ရှိတဲ့မတ်ကျဲဦးအပါဝင်ပြည်သူ9ဦးဟာတစ်ဆုံးခဲ့ရတယ်လို့ဒီပိန်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်ကိုပြောပါရတယ်။မနေ့ကဧပြီလ23နေ့မနေ့ပိုင်းကဒီပိန်းမြို့နယ်လက်လုတ်တောင်ရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတက်ခိုက်ခဲ့တာဖြစ်ပြီး ဒေါ်လာအသက်73နှစ်အရွယ်ရှိတဲ့မတ်ဂျေဦးအသက်55နှစ်အရွယ်ရှိတဲ့ကိုစန်းစောအသက်26နှစ်အရွယ်ရှိတဲ့ကိုအောင်ကျော်ကျော်နဲ့အသက်80အရွယ်ရှိတဲ့ဒေါ်ဆောင်တို့ဟာပွဲချင်းပြီးတည်ဆုံးခဲ့တယ်လို့ခုနှစ်ဦးထက်မနည်းလဲထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရပါဗျ။စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအများစုဟာတာသနိကအဆောက်အုံဖြစ်တဲ့ဖျားကြောင်းကန်နဲ့ပြည်သူတွေတီးတန့်နေထိုင်တဲ့နေရာတွေဖြစ်တာကိုလည်းတွေ့ရှိရတာကြောင့်ရွေကျက်ရှိရှိနဲ့အပြစ်မဲ့ပြည်သူတွေကိုပြ စ်မှတ်ထားတိုက်ခိုက်နေတယ်ဆိုတာဟာတိတာထင်ရှားနေတယ်လို့လည်းဒီပဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရတယ်။ ဒီလိုစစ်ကောင်စီရဲ့တိတာထင်ရှားတဲ့စစ်ရာဇဝဲမှုလူမဆန်မှုတွေကို နိုင်ငံတကာကထိရောက်တဲ့အရေးယူမှုရှုံချမှုတွေပြုလုပ်ဖို့လိုအပ်တယ်လို့လည်းသူက ထောက်ပြပြောဆိုထားပါတယ်။အခုလည်းစစ်ကောင်စီကပထမအပြစ်ရက်ကာလပြီဆုံးပြီးအဲ့ဒီနောက်ပိုင်းမှာနောက်ထပ်အပြစ်ရက်တယ်လို့ကြေညာထားတဲ့ရက်မှာပဲလေကြောင်းတက်ခိုက်မှုတွေကိုထပ်မံကျွလွန်လာတာလည်းဖြစ်ပါတယ်။သကိုင်းငလင်ကြီးလှုပ်ခတ်ပြီးရနောက်ယာယီအပြစ်ရက်တယ်လို့ကြေညာထားတော့ကလည်းစစ်ကောင်စီကလေ ချောင်းတက်ခတ်မှုများစွာကိုပြုလုပ်ခဲ့တာကြောင့်အဲ့ဒီအပြစ်ရက်ကာလမှာတဲ့ပြည်သူ160ကျော်ဟာတည်ဆုံးခဲ့ရပါတယ်ရှင်။ ဘကဝသတင်းတပုတ်ကိုကြည့်အောင်ပါဘကိုးတိုင်းမင်းလာမြို့နယ်ရန်ကုန်ပြည်လမ်းပိုင်းကကြေးရွာတွေမှာလူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးဖို့လာတဲ့အကြမ်းဖက်စစ်တပ်စစ်သားတွေကိုဝန်ရောက်တိုက်ခတ်ရမှာစစ်တပ်ဘက်ကရှေ့ဦးဟာတည်ဆုံးခဲ့လို့တာရီခန် PDF ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တစ်ကိုပြောပါရယ်ဧပြီလ22ရက်နေ့မနေ့ပိုင်းကရန်ကုန်ပြည်လမ်းပိုင်းကြေးရွာတွေကလူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးဖို့လာတဲ့အကြမ်းဖက်တပ်သားတွေဟာအညာတန်းကြီးရွာဒီ53မြန်မာထမင်းဆိုင်မှာထမင်း စားနေစဉ်တွင်တာရီခန်တရင်3832နှစ်တခွဲနှစ်ရဲဘော်တွေကရှောင်းတခင်ဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်တပ်သား၈ဦးဟာသေဆုံးသွားတာဖြစ်ပြီး၄ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရပါတယ်။အဲဒီလိုတိုက်ခိုက်မှု ဖြစ်ပွားပြီးတဲ့နောက်မွန်လွယ်2:15မိနစ်လောက်မှာတော့အကြမ်းဖက်စစ်တပ်ဘက်က MI 35ရဟတ်ယာဉ်နဲ့ရိုးမအဆက်ကပြည်သူတွေနေထိုင်တဲ့ကြေးရွာတွေကိုပြစ်ခတ်တိုက်ခိုက်ခဲ့လို့လည်းသိရပါတယ်ရှင်။ ဆက်လက်ပြီးတော့ပဲခူးတိုင်းရန်ကုန်ပြည်လမ်းပိုင်းကိုအကြမ်းဖက်စစ်တပ်ကပိတ်ဆို့ထားပြီးလမ်းတစ်လျှောက်မှာလည်းကျေးရွာတွေကိုစစ်ကြောင်းထိုးစီးနှင်နေကရဲရင်နဲ့ပြစ်ခတ်တိုက်ခိုက်တာတွေကိုလှုပ်ဆောင်ခဲ့လို့ဒေသပြည်သူတွေက ရန်ကုန်ခေတ်တစ်ကိုပြောပါတယ်ဧပြီလ22ရက်နေ့ကရန်ကုန်ပြည်လမ်းပိုင်းမှာအကြမ်းဖက်စစ်တပ်နဲ့တော်လန်တပ်ဖွဲ့တွေကြားမှာတိုက်ပွဲဖြစ်ပွားပြီးရနောက်စစ်တပ်ကလက်ရှိအချိန်ထိရန်ကုန်ပြည်လမ်းပိုင်းကိုပိတ်ထားဆဲဖြစ်တယ်လို့လည်းသိရပါတယ်အဲဒီလိုလမ်းပိုင်းကိုပိတ်ချထားပြီးရနောက်မှာလ မ်းတလျှောက်ကကျွရတွေကိုစစ်တပ်ကဇက်တိုက်ဝင်ရောက်စီးနင်းနေတာဖြစ်ပြီးကျွရမှာနေထိုင်တဲ့ပြည်သူတွေကိုရွာထဲကနေထွက်ခွာခိုင်းတာနေအိမ်တွေကိုဝင်ရောက်ရှာဖွေရတွေကိုလှုပ်ဆောင်နေရလို့လည်းသိရပါဗျ။မနေ့ကတိုက်ပွဲဖြစ်ပွားနေချိန်တွင် အကြမ်းဖက်စစ်တပ်က MI-35 တိုက်ခိုက်ရဟတ်ရင်တွေ MI-17 ရဟတ်ရင်တွေနဲ့မင်းလာမြို့နယ်တွင်ပတ်တန်းကြီးရွာကျောက်တကားကျွရနဲ့မဟာမြိုင်ဘက်တို့ကိုဘုံကျဲပစ်ခတ်တိုက်ခိုက်ခဲ့လို့လည်းသိရပါဗျ။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ကင်းနီမှာစစ်မှုထမ်းအဖြစ်စုဆောင်းခံရတဲ့တပ်သားတဲ့နှိုးဟာလက်လက်ခရမ်းတွေနဲ့အတူအလင်းဝင်ရောက်လာတယ်လို့ကင်းနီအမျိုးသားများကကွယ်တဲ့ KND ရဲ့ဗဟုသတင်းနဲ့ပြန်ကြားရေးဌာနကသတင်းထုတ်ပြန်ပါတယ်။ဧပြီလ20နေ့မှာပြည်သူစစ်မှုထမ်းဥပဒေနဲ့စစ်သားတဲ့ဖြစ်စုဆောင်းခံရတဲ့ခရယာကိုတပ်သားနှိုးမှာ ဒီမောဆိုးမြို့နယ်တွင်ရှေတန်းစစ်မြေပြင်မှာလက်နက်ခဲရံတွေနဲ့အတူ KNDFC ကိုထွက်ပြေးခိုလုံလာတာလည်းဖြစ်ပါတယ်။အလင်းဝင်ခိုလုံလာတဲ့တပ်သားတွေနှုတ်ဟာစစ်မှုထမ်းတင်နယ်အပတ်စဉ်ခွန်တက်ရောက်ခဲ့တာဖြစ်ပြီးခလာရကိုတရင်ကိုပို့ဆောင်ခံရပြီးရဲ့နောက်မှာ KNDFC စစ်မြေပြင်မှာ MA1 တလက်၊ MA2 တလက်တို့နဲ့အတူ KNDFC ကိုအလင်းဝင်ရောက်လာခဲ့တာလည်းဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာစစ်ကောင်စီကအတင်းအဓမ္မတပ်သားစုဆောင်းမှုတွေကိုထပ်တိုးလှုပ်ဆောင်လာတာကြောင့်ပြည်သူတွေအနေနဲ့အထူးသတိထားသွာလာကြဖို့လိုအပ်ပြီးအတင်းကျပ်ခေါ်ဆောင်ခံရရင်လည်းနီးစပ်ရာတော်လှန်အဖွဲ့အစည်းတွေကိုဆက်သွယ်အလင်းဝင်ကြဖို့ KNDF ကတိုက်တွန်းထားပါရရှင်။ဟုတ်ကဲ့ပါရှင်။ဒါအားရရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျမညပါ။